စာကြည့်တိုက်တွေဖွင့်မယ်ဟဲ့ဆိုလို့ရှိရင်တို့မှတကက်တဘုံစကန်းဝင်စီနီကစီတာဗျာတို့မှတကက်အကြောင်းဆုံးဖြစ်တာဒါတွေကဘာလို့လဲဆိုတော့ဒါပြည်သူတွေရဲ့အသိဉာဏ်တွေကိုဒါတတ်တာပဲဗျာဒီတကက်ဘဝတဲကစာပေတွေကိုဖတ်ရှုလေ့လာဖို့အတွက်ကိုဒါဒီတို့စာရေးဆရာတွေစာပေတွေကပေါ့နော်အဓိကထားပြီးတော့မှစာကြည့်တိုက်တွေကပေးစွမ်းနေတို့ဒီကိုမြင်ပါတယ်ဗျာစာကြည့်တိုက်တွေလည်းပဲအကုန်လုံးဟိုရှိတဲ့စာကြည့်တိုက်တောင်မှအပိတ်ခံရတာလေသူတို့စာကြည့်တိုက်မတရားသေးတဲ့နေရာတွေကြီးလက်တွေဆိုပို့ဆိုးပေါ့ ခုတရတော်မျိုးသားစာကြည့်လိုက်တော့ဘယ်နှရောက်နေမှမသိဘူးပေါ့ယနေ့အမေရိကမှာပဲတပည့်တော်တို့အားလုံးပဲမြင်ရတဲ့အတိုင်းပဲเนาะသူတို့နိုင်ငံကြီးဟေးဆိုလို့ရှိရင် right တွေပုံမိုးပြီးတော့ရတီတွေရအောင်ကောင်းတီတွေကောင်းအောင်လုပ်ကြကြတာပဲမှန်ပါပါသူတို့နိုင်ငံမှာထုတ်ချုပ်သွားတဲ့သမရတွေဟေးဆိုရင်လည်းသူတို့နိုင်ငံကြီးကိုပုံမိုးကောင်းမွန်ပြီးတဲ့ကောင်းမွန်သူတို့လက်ထက်မှာတမိုင်းမှတ်တမ်းတွေရေးပြီးတော့เนาะသူတို့သမရတွေဟေးဆိုရင်မီဒီယာနာတတိယဘဝတွေကနေတောင်မှပဲပညာရေးအရေးကြီးတယ်ဆိုပြီးတော့ပညာရေးအတွက်เนาะလိုအပ်တဲ့ဟာတွေ ီဆောက်လိုက်တာမှန်ပါဗျအကုန်လုံးမွဲသွားတဲ့အဆင့်တွေဒီဖြစ်တာမိတ်ဆွေများအားလုံးတော်လန်သောနေ့သက်ပါ မင်္ဂလာရှိသောနိုင်ငံဖြစ်အောင်ဘလို့တီဆောက်ကြမလဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာတော့ပေါင်းသင်းသက်ဆံရေးမင်္ဂလာသုံးပါးတဲ့ကအတေဝနာသဘာလာနာပဏိဒာနေသဒေဝနာမင်္ဂလာတွေနဲ့ပတ်သက်ပြီးတော့လူမိုက်တွေရဲ့လက်တွင်တက်ဆင်းနေကြရတဲ့မြန်မာလူထုအကြောင်းကိုစေတော်မင်းတို့ညဗုဒ္ဓတက္ကသိုလ်စေတော်ဩဂေါတိတသာရမော်ဘီတို့နဲ့အတူ ခုလိုဆွေးနွေးတင်ပြထားကြတာပဲဖြစ်ပါတယ်လူမိုက်ကထုံးတဲ့အတိုင်းတော့သူ့အကျင့်ကလည်းလူမိုက်အကျင့်မကျင့်အပြောကလည်းလူမိုက်အပြောအလုတ်ကိုင်းလည်းလူမိုက်အလုတ်ကိုင်းမလုပ်တော့ဆိုတော့ပြောလို့ကူတိုင်းပြည်ကအဲ့ဒီလူမိုက်ဇက်သွင်းတာဆိုတော့ဒါ62ခုနဲ့ဥနေဝင်အာနာသိမ့်မီတဲ့လူမိုက်ဇက်သွင်းတယ်ဆိုတော့တေချာတယ်ဗျာဘာဖြစ်လို့ဆိုတော့တပြည့်တို့စာအုပ်စာပေအကောင့်တွေကိုသူတို့ကအကုန်လုံးဥသက်ရှင်လက်ထက်မှာလည်းဗျာရှစ်စစ်ဖြစ်တော့လဲအဲ့ဒီတက္ကသိုလ်တွေကစာအုပ်တွေကိုအကုန်လုံးကားတွေနဲ့တဲတဲပြီးတော့မရှုပ်ပြတာဗျာစာအုပ်စာအကောင့်တွေကို तू आ တိုင်းသူပြည်သားတွေကိုနံပါတ်1 तू आ ဆံမဖတ်စေခြင်းပြန်ဆံမဖတ်တယ်ကျော်ဆက်ဖတ်မှလည်းတို့တို့အသိဉာဏ်တိုးမှလေဆံမဖတ်တင်ခြင်းတဲ့အပြင်ကိုတို့တို့ရွာတွေမြို့တွေနေရာတိုင်းလိုက်ကြည့်တယ်ပြန်ဆာကြည့်တိုက်ဆိုတာမရှိဘူးပြန်အဓိကတော့တို့ရွာတွေမှာလည်းစာကြည့်တိုက်ရှိရမယ်မြို့တွေမှာလည်းစာကြည့်တိုက်ရှိရမယ်ကုလိုတက်ကတော်တွေဆိုပို့ပြီးတော့စာကြည့်တိုက်ရှိရမှာဗျာဘယ်တက်ကတော်ဖြစ်ဖြစ်ဒါမှပြည်သူတွေအသိဉာဏ်ဖွံ့ဖြိုးမှာဟုတ်ဒါနဲ့အဲ့ဒီစာကြည့်တိုက်တွေဖွင့်မယ်ဟဲ့ဆိုလို့ရှိရင်တို့မှတခက်တပုံစကန်းဝင်စီနီကာစီတာဗျာတို့မှတခက်အကြောင်းဆုံးဖြစ်တာ ဒါတွေကဘာလို့လဲဆိုတော့ဒါပြည်သူတွေရဲ့အသိဉာဏ်တွေကိုဒါတတ်တာပဲဗျာနောက်ပြီးတော့ကိုပိုးဆိုတော့ကိုပညာရေးဌာနတွေကိုကြီးလိုက်တယ်ဗျာဟိုတုန်းကဒီဒါပါတော့ဗျာဒီဥနုလက်လက်ထက်တော့တော့ဒါပညာရေးတွေတော်တော်ဗမာပြည်တော်တော်အစ်စ်မြင့်တဲ့ပညာရေးဗျာဗမာပြည်တက္ကသိုလ်ဗက်တက္ကသိုလ်ကြီးကြီးဗျာစစ်တက္ကသိုလ်ပဲကြီးကြီးအမဝိုင်းဒီတက္ကသိုလ်အင်ဂျင်နီယာတက္ကသိုလ်ပဲကြီးကြီးယူတက္ကသိုလ်ပဲကြီးကြီးကုဗျာဒီလိုဒီအာဆီယံဆယ်နိုင်ငံမှာနံပါတ်1ဖြစ်နေတဲ့စင်ကာပူဒါကုအဲ့ဒီစင်ကာပူဝန်ကြီးချုပ်ဆိုလို့ရှိရင်ဒီအဲ မြန်မာပြည်လာပြီးတော့ကြောင်းတက်ရတာပဲဗျာကြောင်းတက်ပြီးအဲ့မှာတိုးတာနောက်ပြီးတော့အဲ့ဒီစင်ကာပူဆိုတာလည်းမြန်မာပြည်ကိုအတုခိုးပြီးတော့တရတဲ့နိုင်ငံပဲဒီတန်ငံတယ်လေးနိုင်ငံကနေပြီးတော့ခုလိုကမ္ဘာတဲ့ရေမောက်တန်းနေတဲ့နိုင်ငံအာဆီယံမှာနံပါတ်1နိုင်ငံဖြစ်အောင်ဒါကဘာလဲဆိုတော့အဓိကသူအတွေးခေါ်ပညာရှိလို့ပီတာလို့ပေါ့ဗျာပညာရှိဟာဖြစ်ပြီးတော့သူကတိုးတက်အောင်လုပ်လို့ပေါ့သူတို့ကအာနာရှင်နိုင်ငံတွေကအဲ့ဒါတွေကအကုန်လုံးဖြက်စီးပြစ်တာဗျာပညာရေးဆိုတာသူတို့ဒီအတတ်ပညာရေးပဲကြည့်ပြီးဖះဘုန်းကြီးနေပညာရေးလက်သိမ့်မထူးပါဘူး ်မကုအတတ်ပညာရဲ့ဆိုတင်းတင်းတန်းတန်းပုံမှန်အောင်ပေးတာဗျာမှန်ပါဘွဲလာကြတော့တချို့ဘာသိဉာဏ်မှမရှိဘူးဒါဆိုတော့ဒီပညာရေးတွေလည်းဖြစ်စီသလိုပြုလို့နံပါတ်3ကြည့်လိုက်ရှိတယ်အကျင့်အကျင့်နေပြည့်ကြည့်တော့တယ်သူတို့သူတို့ကပညာရေးလည်းဗျာအကျင့်ရလည်းမကောင်းကြဘူးဗျာကိုထိတ်ကစပြီးတော့ဟုတ်ကလေးဒီအကျင့်မှမကောင်းတော့အကုန်လုံးသူတို့တိုင်းပြည်ကရစရာမရှိအောင်ပြည့်စီတော့တာပေါ့ဗျာအဲ့ဒါတွေတဲ့အဲ့ကွနဲ့လူမိုက်တီရဲ့လက္ခဏာအဲ့ဒီအကျင့်၃ချက်ကိုဒါဖြည့်စီပြစ်တာပဲဗျာလုံနေတာပဲပြညာအထုတ်ပြီးတော့ တကမရောက်ရအောင်လဲစနစ်တကျနဲ့လုံနေတာပဲအဲ့ဒီထဲမှာ तू ကသူတို့ဘာသာရေးခေါင်းဆောင်ဖြစ်နေတဲ့ဖုံးင်းနေပါဘူးဒီကောင်တွေကအကုန်လုံးတွဲခေါ်လိုက်တော့သူတို့တိုင်းကြီးကအကုန်လုံးမင်္ဂလာမရှိတဲ့နိုင်ငံဖြစ်နေတော့သူတို့အဲ့လိုမြင်တာဗျာမြင်မှာဗျာအခုတပည့်တို့တိုင်းကြီးတွေဆိုတာနိုင်ငံရေးစနစ်ပေါ့ဗျာနော်နိုင်ငံစနစ်ကအင်မတန်မှအရေးကြီးတာဟုတ်ဗျာစနစ်ကောင်းနေဟေးဆိုတဲ့အခါမှာ လူမိုက်တွေသူလှုပ်ချင်နိုင်လို့မရဘူးလေပြန်စနစ်တင်နဲ့ထိမ့်သွားတာပဲဒါကြောင့်မလို့တပည့်တော်တို့အခြေခံဥပဒေပေါ့နော်တပည့်တော်တို့ constitution တွေဟာဘလောက်ထိပြည်သူပေါ်မှာပုံပြပြီးတော့ရေးဆွဲထားတယ်လေဆိုတဲ့ဥစ္စာတွေရဲ့စံချိန်တွေနဲ့ဒီမိုကရေစီရဲ့ပေတံတွေကိုတိုင်းကြကြတာမှန်ပါယနေ့အမေရိကမှာပဲတပည့်တော်တို့အားလုံးပဲမြင်ရတဲ့အတိုင်းပဲနော်သူတို့နိုင်ငံကြီးဟေးဆိုလို့ရှိရင် right တွေပုံမိုးပြီးတော့ရည်တည်တွေရအောင်ကောင်းတွေကောင်းအောင်လုပ်ကြကြတာပဲ ်ပါပါတို့တို့နိုင်ငံမှာအုပ်ချုပ်သွားတဲ့သမရတွေဟိဆိုရင်လည်းပဲတို့တို့နိုင်ငံကြီးကိုပုံမကောင်းမွန်ပြီးတဲ့ကောင်းမွန်အောင်တို့တို့လက်ထက်မှာတမိုင်းမှတ်တမ်းတွေရေးပြီးတော့တို့တို့သမရတွေဟိဆိုရင်မီဒီယာနာတတိဘွားတွေကနေတောင်မှပဲပညာရေးကအရေးကြီးတယ်ဆိုပြီးတော့ပညာရေးအတွက်နော်လိုအပ်တဲ့ဟာတွေတိရောက်လိုက်တာမှန်ပါဗျာအကုန်လုံးမွဲသွားတဲ့အဆင့်တွေဒီဖြစ်တာမှန်ကိုယ်ကပညာရေးဆိုတော့ကိုသိမ့်မကြသေးပါဘူးဗျာမာလာဒီလူယုံမှာမှန်ပါသူကပြန်ပြီးတော့ဖွဲ့စည်းတယ်မဟုတ်လားပညာရေးကိုလုံးဝမေ့ထားဖြစ်တာပညာရေးဌာနမပါဘူးဗျာ ပြီးတော့ဥသိင်းစင်လက်ထက်မှာလည်းကြီးအောင်ဗျာဥသိင်းစင်ပြောရတာပညာရေးဆိုတာပြန်မရတဲ့ရင်းနှီးမြုပ်နှံမှုဆိုတော့ဒီကောင်ရဲ့စစ်တပ်ဘလောက်အောက်တန်းကြဘလောက်ရုပ်မှန်တယ်ဆိုတော့အဲ့ဒါအစပြီးတော့ပြလာပဲဗျာမှန်ပါဘာဖြစ်တော့ဒီတိုင်းမျိုးလုံးဝအကုန်လုံးပျက်စီးနေတယ်ဒီကောင်တွေမှာတိုးတက်ခြင်းနဲ့စိတ်မရှိဘူးဗျာပြည်သူပြည်သားကိုလည်းဖြည့်စည်တာတိုင်းပြည်ကိုလည်းဖြည့်စည်နေတဲ့စစ်တပ်ပဲရှိတာဗျာခြေကံပညာနဲ့ဒီလိုဆိုစာပေပညာပေါ့အဲဒါတွေရှိတာပေါ့ဗျာခြေကံပညာကိုလည်းပဲနှိပ်ကွထားတယ်ပေါ့နော်ဗျာဒါကြက်ဒါဖြည့်စနေနဲ့နှိပ်ကွထားတာရှိတယ်လို့ ယုတ်တို့ဒီဟောပေါ့စာပေပညာပေါ့တကယ်ဘဝတဲကစာပေတွေကိုဖတ်ရှုလေ့လာဖို့အတွက်ကိုဒါဒီတို့စာရေးဆရာတွေစာပေတွေကပေါ့နော်အဓိကထားပြီးတော့မှစာကြည့်တတ်တွေကပေးစွမ်းနေတို့ဒီကိုမြင်ပါတယ်ဗျဆိုတော့စောစောကဆီတော့ဝတိရဒါရမင်းငယ်တို့ပေါ့နော်စာကြည့်တတ်တွေလည်းပဲအကုန်လုံးဟူရှိတဲ့စာကြည့်တတ်တောင်မှအပိတ်ခံရတာလေဆိုတော့စာကြည့်တတ်မတရားသေးတဲ့နေရာတွေကြီးလက်တွေဆိုပို့ဆို့ပေါ့ခုဒီတို့အမျိုးသားစာကြည့်တတ်ဆိုဘယ်နှရောက်နေမှမသိဘူးပေါ့ဒီကြားထဲမှာမှအဲတချို့တချို့သောသူတွေကစာအုပ်ဆိုင်တွေကနေမှ ကိုထူကိုထဝယ်ဖတ်တာရှိတယ်ဟိုဆရာတော်ကိုတိုင်တော်မှဒါစာကြည့်တိုက်တွေလုတ်ခဲ့တာတွေအများကြီးလုတ်ခဲ့တယ်လေဇမပြည်ထဲမှာလုတ်ခဲ့တာတွေရှိခဲ့တယ်ဆိုတော့အဲ့လိုမျိုးလေးတွေရှိတဲ့အခါမှာဖတ်ရှုကြတဲ့အခါကျတော့လေတကယ်စာကောင်းပေမုန်နေဖတ်ရှုလို့မရအောင်ရုပ်တရားရေးဆရာတွေရဲ့အဆိုအရဆိုတော့စာပေကင်းပေတိုင်းပေါ့ဗျာစာပေစည်းစိမ်ရေးတွေနဲ့အဲ့လိုပညာရေးကိုအဲ့လိုမျိုးအကုန်လုံးတိတ်ကုတ်ခဲ့တာဗျာမမမမဗျာသူတို့ကတော့သိတဲ့တိုက်ပင်လေးဗျာသူတို့ကတော့ ဒီပြည်သူပေါ်မှာဗာစီရင်နာမှမရှိတာဗာစီရင်နာမှမရှိတော့ဒီလူတွေတက်သွားမှတိသွားမှနားလဲသွားမှကိုစိုးရင်ဆုံးပဲပေါ့ဒီလိုကလည်းအာနာကိုမတရားရယူထားတဲ့ခါကျတော့ဟိုအမြဲတမ်းစိုးရင်တာပေါ့ဗျာတကယ်တမ်းပြည်သူရွေးချယ်တဲ့လူတွေတကယ်ပညာရှင်တွေဆိုလို့ရှိရင်ဗာစိုးရင်ကြမရှိဘူးလေငါတို့ပြည်သူရွေးချယ်ထားတာဒီနေရာကိုငါတို့၄နှစ်ပေးထားတယ်၅နှစ်ပေးထားတယ်ငါတို့တာဝန်၅နှစ်အတွင်းနဲ့ငါတို့ကြေမောင်းအောင်ထမ်းဆောင်ရမယ်ပြီးရင်ငါတို့ ကိုနေရကိုပြန်မယ်နောက်ထပ်ရွေးချယ်တဲ့လူကိုဆက်သွားဒီလိုရှိတာဟုတ်ဗျအခုကကြတော့အာနာကိုမတရားရယူထားတဲ့သူတွေဒီအာနာနဲ့ပဲတိုင်းပြည်ရဲ့တရားစတာမှန်တယ်မြောက်ကုတ်တွေဆုပ်လို့ရတယ်ဟေးဆိုတာကိုသိနေတော့အာနာကိုလက်မလွတ်ချင်တော့လက်မလွတ်ချင်တဲ့ဆိုရင်စိတ်ကဘာလေးလာလဲပညာရှိတွေဖုံးကားမအောင်မလို့လားတော့ကြောက်တာပါအဲ့ဒါဆိုပညာရှိဆိုရင်ငါတို့တော်လှန်မှာပဲလို့မြင်လာတယ်ဒါကတော့အာနာရှင်နဲ့တွေးတဲ့အတွေ့ပဲ မှန်ပါဘာလို့ဆိုကြည့်ပြတော်တို့ဒါကမ္ဘောဒီးယားပိုပေါ့စတိုလက်ထက်ကြည့်ပါလားဖေ။မှန်ပါဗျာ။ဟုတ်တယ်မလား။ပိုပေါ့တော့။ဒါရောမလို့သူတို့ကမြင့်မှန်တတ်ရင်တော့တက်ပြတာလေးဗျာ။ဒီကောင်စာဖတ်လို့ပဲ။စာဖတ်လို့ပဲ။စာရီအများကြီးဖတ်တယ်ဟေ့ဆိုရင်ငါ့ကိုဒေါ်လာမှာပဲဟေ့ဆိုပြီးတော့တက်တာ။ဒေါ်လာနဲ့လူတွေဟေ့ဆိုရင်ရွာသားတွေအားလုံးမြို့သားတွေအကုန်လုံးကိုဖိတ်ခေါ်ပြီးတော့ဒီလူတွေရှေ့မှာတင်ဝရင်တုံးတွေရိုက်တက်တယ်။နော်တစ်ပင်မှာကနပြောတယ်ကြက်တွေကိုရိုက်တက်တယ်လို့ပြော။လွှဲပြီးတော့ရိုက်တက်တယ်။စရအာနာရှင်တွေကကမ္ဘာပေါ်မှာအတူတူပါပဲလူမိုက်ဆိုတဲ့ အကျင့်ဟာကျင့်တော့လူမိုက်အတိုင်းပဲကျင့်တာပဲမှန်ပါဗျာဒါကြောင့်မလို့ဒါကိုပညာရှင်တွေမှန်တယ်မြဘယ်လိုမှလက်မခံပါဘူးဘုံတော်လှန်ရတာပဲမှန်ပါဗျာဒါတပတ်လက်တယ်ဆိုတော့သူရှိနေတယ်ရေဒီလိုတော့မင်္ဂလာရှိတဲ့အတိုင်းပြည်ဖြစ်မှာမဟုတ်ဘူးငင်းငယ်တဲ့အတိုင်းပြည်ဖြစ်မှာမဟုတ်ဘူးတိုးတက်တဲ့အတိုင်းပြည်ဖြစ်မှာမဟုတ်ဘူးမှန်ပါနော်ဒါကြောင့်မလို့အရေးကြီးလို့ဗုဒ္ဓကလည်းပဲလူမိုက်ဖြစ်စေတဲ့အကျင့်တွေကိုလည်းမကျင့်နဲ့မကျင့်နဲ့မှန်ပါနော်ပြီးတော့သူများတွေကိုလည်းဒီဥစ္စာတွေကိုမကျင့်အောင်လည်းပဲဝိုင်းဝန်းပြီးတော့တားမြစ်ရမယ်တားမြစ်ပိတ်ပင်နော်တောင်ယူတောင်ခံမှုတွေနဲ့ထည့်ထားတာ ပြီးတော့အင်ကုတ်ထုံမာရေးဆိုရင်လည်းပဲဒီလူမိုက်လက္ခဏာနဲ့ပတ်သက်ပြီးတော့ပြထားတာရှိတယ်ပြီးတော့အဲ့ဒီတာမဏိကျော်လင်္ကာရဖြေတုံးကအင်ကုတ်ထုံတက်ရတာဟုတ်ဗျာမှန်ပါတယ်အဲ့ဒီမှာဆရာမားတွေကတင်ရင်းနဲ့အဲ့ဒီဟာလေးပြပေးတယ်ဘာပြောလဲဟေ့ဆိုတော့မစင်နေနဲ့မှာငွေရောက်တကောင်ဆိုကြပါလို့မှန်ပါအဲ့ဒီငွေကိုတပြီးတော့သူကတပပြီးတော့ဆယ်တယ်ဟေ့ဆိုရင်မွေစီကမစင် အညစ်အကြေးတွေအနတ်အတက်တွေကိုစီကိုကူးမယ်ကူးမယ်မှန်ပါဗျာပြီးအဲ့ဒီမွေရကိုက်ရင်လဲစိတ်ကတည်းကစိတ်ကတက်မယ်ပေါ့တက်အောင်မယ်နော်အဲ့တော့တပည့်တော်တို့ကလူမိုင်းနဲ့တွားပေါင်းပြီးဆိုကြပါစို့ဥမာအလွယ်ဆုံးပြောမယ်ဟေးဆိုရင်ရွာထဲမှာခိုးဆိုးလူနိုင်မိုက်နေတဲ့လူနဲ့ပေါပေါင်းနေဟေးဆိုရင်ဟာသူနဲ့တူတူလမ်းလျှောက်သွားရင်ဒီကောင်လေဘယ်တခိုးနေမှာတခိုးနေမှာခိုးရပါနေမှာအကျန်တူမယ်အနတ်တော့ကူးလာကူးလာဆိုကို ိုးရီဘူးဆိုရင်တော့မှပဲအနံ့ကူးလားအနံ့ကူးလားကိုကိုတိုင်ကအဲ့ဒီခိုးတာတွေမကောင်းတဲ့အကျင့်တွေကိုကျင့်ပြီးဟေးဆိုရင်လူမိုက်အစိတ်တက်ပြီလေလူမိုက်စိတ်တက်မွေစိတ်တက်တလို့မျိုးကိုသူ့ကိုတက်ပြီမင်းအောင်လိုင်းနဲ့တွားပေါင်းနဲ့တီတကူတို့ကြည့်ကြည့်လေနံပါတ်1ပါထွက်လာ အနက်ထွက်လာတယ်နော်ဘုရားတစီနုကဒါတပိတော်တို့ကိုယ်တိုင် လေးစားခဲ့တာပဲမှန်ပါဗျာသူပကနေပြီးတော့တပိတော်တို့အများကြီးနာခဲ့တာပဲသူများတွေကတီတကူကဘာဖြစ်တယ်လို့ပြောရင်တော့မှပဲမှန်ပါဗျာအဲ့ဒါကိုခံဘူးဗျာဟုတ်တယ်ဗျာဒီကွက်မှာညင်းပေးခဲ့တာမှန်ပါဗျာဒါဆိုတပိတော်တို့သူတရားတွေနာခဲ့ရတယ်တကယ်လေးစားခဲ့ရတယ်နော်ဒါပေမဲ့တွက်ကြည့်လေဘုရားရဲ့တရားကိုသူလက်တွေ့မကျင့်လို့ဗောဗျာမှန်ပါကျင့်တဲ့လူကြတော့ကိုဓမ္မကိုကင်ဆဲထားတဲ့ဟာကိုမစွန့်ဘူးဗျာအတ္တတလည်းစွန့်မယ် ကိုဓမ္မကိုမစုံမစုံဘူးသူဒီပေတံနဲ့ကင်ခဲ့တယ်ဟေ့ဆိုရင်မရောက်နိုင်တော့កောင်မျိုးကိုဘယ်တော့ပေါ့မလဲမမတော့ဇာထဲမှာခိုးတဲ့တခိုးကသူဘယ်နဲ့အိမ်ခိုးနိုင်မှာမမဟုတ်တယ်ဗျာဟုတ်တယ်မလားမမအခုမရောက်နိုင်ကြတော့အာနာခိုးလိုက်တာလေးဗျာမမအာနာခိုးလိုက်တဲ့ဟေ့ဆိုတော့တတိုင်းပြီးလို့ဂျီတူတွေပိုင်နေချုပ်ချာအာနာလေးမမဂျီတူပိုင်နေချုပ်ချာအာနာကိုမတရားခိုးလိုက်တာပြစ်မှုအကြီးဆုံးနံပါတ်1ဟုတ်တယ်ဒီအာနာနဲ့တိုင်းပြည်ရဲ့တရားစာတမန်တော်မြတ်ခိုးလိုက်တဲ့အခါကျတော့ ဒါတိုင်းလူပြည်သားများအလုံးပိုင်နေတာလေမမရန်ရှင်လူကြောင်းသားပြည်သူဘာသာပေါင်းတို့အကုန်လုံးဒီနိုင်ငံတွင်းထဲမှာပိုင်နေတဲ့ဟာကိုအာဏာနဲ့မတရားခိုးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ခိုးတယ်မှကြီးဆိုအကြီးအမားဆုံးတော့တခိုးကြီးတခိုးကြီးပဲမမဓမြကြီးပဲမမတနည်းအားဖြင့်ပြောရင် မရတဲ့နေဟာကိုယူတဲ့အတွက်ကြောင့်အင်မတန်မှယုံပါတယ်လူပဲမှန်ပါဒီလိုအာနာတိန်လိုက်ရင်အခုလိုတိုင်းသူပြည်သားတွေတိမ်မဲကြေးမဲပျက်စီးမဲပညာရေးတွေကျမ်းမာရေးတွေအကုန်လုံးတိုင်းပြည်လုံးစိတ်ဆင်းရဲမဲဆိုတာကြီးကိုတိတိကြီးနဲ့လောက်တာဟာတကယ်လူမိုက်စစ်စစ်ပေါ့ဗျာသူကရာတဲ့မှာမှာအာနာတိန်အောင်တော့မြောက်ပေးလိုက်တရားလေနောက်မှာတန်ခါ၄သိန်းကျော်ရှိတယ်ရဲရဲလှုပ်ဆိုပြီးတော့ဒါဗီဒီယိုဖိုင်နဲ့တော့ဒီလိုတွေ့ထားတာရှိတယ်ပေါ့ဗျာမှန်ပါဒါကြောင့်မလို့ပြောချင်တာအရာကအဲ့ဒီလိုသူကိုယ်တိုင်ကတွားမြောက်ပေးတယ်ဟေ့ဆိုတာတပည့်တော်တို့က အလိန်ခံနေရတာကိုတပည့်တော်ကမသိတာမှန်ပါဟုတ်တယ်ဗျာနော်မှန်ပါသူ့ရင်ထဲမှာတပည့်တော်ကမိုက်စီနေတယ်လူမိုက်အကျင့်နေရှိနေတာကလူမိုက်လက္ခဏာတွေမှန်ပါဟိုဖုံးကွယ်နေတာကိုတပည့်တော်ကမမြင်တော့မမြင်တော့မှာသူ့ကိုတပည့်တော်ကအော်တကယ်ကိုပညာရှိမှပဲလို့ထင်ခဲ့မိတာမြင်သားကောင်းဆောင်တာတာဘို့ဒါဘို့ဒါကြောင့်မလို့ပြောချင်တာအရာကလူမိုက်ဟာခုနပြခဲ့တဲ့ပေဒံနဲ့တိုင်းရမှာလေဖေ။မှန်ပါ။အခုဒါကြောင့်မလို့မင်းအောင်လိုင်းတို့ပစ္စုပန်အကျိုးလေးကောနာကက်ဂျိုးလေးအခုဆိုတပည့်တော်တို့အတွက်ကြည်လိုက်လေ။၅နှစ်၅နှစ်ကိုဗစ်တုန်းကနေအခုအခုဒီဟွန်နေနေခေဆိုရင် ငါးနှစ်ကြောလာပြီအဲကြောလာလေးတွေပညာမသင်ရတော့ဘူးမှန်ပါတော့ဒီကလေးတွေအတိုင်းပြီကိုဒီဆောင်မဲ့ကလေးတွေမှန်ပါဒါတွေအသက်ခံနေရတာတိုင်းပြီရဲ့အနာဂတ်ကိုတတ်တာပဲတတ်တာပဲစေအိုစုကမြန်မာပြည်မှာပညာမထွန်းကားအောင်အမျိုးမျိုးဖိနှိပ်ချုပ်ချယ်စာပေပညာရှင်တွေကိုလည်းအမျိုးမျိုးဖိနှိပ်ချုပ်ချယ်ခဲ့တဲ့အကြောင်းတွေကိုဆွေးနွေးတင်ပြခဲ့ကြတာပဲဖြစ်ပါတယ်အလုံးသောပရိသတ်များအနေနဲ့ကိုယ်ပိုင်အောင်တော့ကိုယ်ပိုင်နှလုံးသားတွေနဲ့ချင့်ချိန်ဝေဖန်စဉ်းစားပြီးတော့ မှန်ကန်တဲ့ဓမ္မလမ်းကြောင်းပေါ်မှာဖြောင်းတန်းစွာရက်ဒီလျှောက်လန်းနိုင်ကြပါစေကြောင်းပြောကြရင်လည်းဒီတင်ပြချက်ကိုနေကုန်ကံပသွန်တာပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်